Hello အလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။နီးပြရူပင် MO ရင်းကကျွန်တော်တို့ဒီသတင်းစာရှင်းလင်းပွဲမှာသူနာမည်မပြောလို့တဲ့ကစားသမား2ယောက်เนาะနာမည်မပြောလို့တဲ့ကစားသမား2ယောက်ဒဏ်ရာပေးတနာကြုံနေရပြီးတော့ဒီ WhatsApp နဲ့ပွဲကိုပါဖို့အတွက်မတိကြဘူးလို့သူပြောထားတယ်။ဆိုတော့ကျွန်တော်တို့ပြည်သက်ကြီးတိုင်းမှာဘယ်သူလဲဘယ်ဝါလဲဘယ်သူလဲဘယ်ဝါလဲဖြစ်နေကြတယ်ပေါ့လေအခုချိန်ထိတော့ဘယ်သူမှတော့တိတိကျကျမသိရပါဘူး။ဒါပေမဲ့လည်းကျွန်တော်တို့ report တွေအရာ ဒီကစားမနှစ်ယောက်ဟာဂျူဂျူဝါဇစ်ဆီနဲ့ဘရူနိုဖာနဒက်စ်ဖြစ်နိုင်တယ်ဆိုပြီးတော့ပြောထားကြတယ်။ဘာလို့လဲ။ဘာလို့လဲဆိုတော့ဒီဂျူဂျူဝါဇစ်ဆီနဲ့ဘရူနိုဖာနဒက်စ်တို့ကဝက်ဆမ်နဲ့ပွဲမတိုင်ခင်မှာတော့အသင်းရဲ့လေ့ကျင့်ငန်းကာရင်တန်လေ့ကျင့်ကွင်းအစီအစဉ်တွေပူးပေါင်းနိုင်ခဲ့တယ်။ဒါပေမဲ့လို့ဝက်ဆမ်နဲ့ပွဲစဉ်တွေ့သူတို့ဘောနော်ကြန့်ခိုင်မှုစစ်ဆေးရအောင်ပဲပေါ့။ကြန့်ခိုင်မှုစစ်ဆေးရအောင်ပဲအဲ့ဒီမှာအစဉ်ပြေပြီးဆိုမှဝက်ဆမ်နဲ့ပွဲမှာပါနိုင်မယ်ဆိုပြီးတော့သူပြောထားတယ်။ ဒါကပြီးခဲ့တဲ့ Crystal Palace နဲ့ပွဲက Matthias Cunha ရဲ့အခြေအနေနဲ့တူတူပဲလို့ကျွန်တော်ထင်တယ်။ကျွန်တော်တို့အဲ Matthias Cunha ကိုလည်း Crystal Palace နဲ့ပွဲမတိုင်ခင်မှာကစားသမားကဘယ်လိုပြောမလဲဒီအသင်းရဲ့လေ့ကျင့်ခန်းတွေပါတယ်ဆင်းခဲ့တယ်ဗျာနော် United ရဲ့ဘက်ကလည်းတည်တယ်မလားပုံနေပါတယ်တင်နေပေါ့အဲ့တော့အာ social media ပေါ်မှာ official page မှာတော့မှပုံနေတင်းနေပြီ Crystal Palace နဲ့ပွဲမှာကိုရီ Matthias Cunha ပါတာကိုကျွန်တော်မြင်ရတော့မလားကျွန်တော်မျှော်လင့်ခဲ့ကြတာဒါပေမဲ့လူစင်းထဲမှာ ကျွန်တော်တို့ဒီကြန့်ခိုင်မှုပေါ့နော်နောက်ဆုံးအနေနဲ့အဲ့ဒီပွဲအတွက်ကြန့်ခိုင်မှုကျွန်တော်တို့ဒါစစ်စီးတဲ့အခါအဆင်မပြေလို့ဆိုပြီးတော့မပါနိုင်ခဲ့ဘူးလက်ရှိမှာဆိုလို့ချင်းလည်း Panaris နဲ့ Joshua Zixi ကိုကျွန်တော်တို့အတင်းရဲ့ဒါသူတို့ပေါ့နော် Cardinal Legion ကိုမှ Legion ရဲ့စင်နာတွေတွေ့ခဲ့ရတယ်ဆိုပြီးတော့ပြောထားတယ်ဒါအပြင် Social Media မှာတက်လာတဲ့ Manchester United အသင်းကတင်ထားတဲ့ Social Media Post တွေမှာလည်း Exam တွေကိုကျွန်တော်မြင်ရတယ်ဒါပေမဲ့လည်းလို့ကြန့်ခိုင်မှုစစ်စီးတဲ့အခါမပါလာဘူးအဆင်မပြေဘူးဆိုလို့ရှိရင် West Ham နဲ့ပွဲလည်းပါဖို့ကျွန်တော်မရှိဘူး ဲ့တော့ထင်ပါတယ်ကျွန်တော်အနေနဲ့ဒီ Bruno Fernandes နဲ့ Joshua Zirkzee ဖြစ်ဖို့များတယ်ပေါ့ဘာလို့လဲဆိုတော့ Zirkzee ကတော့ကျွန်တော်မသိကြဘူးဒါပေမဲ့ Bruno ကဘာလို့လဲဆိုတော့ကျွန်တော်တို့အားလုံးလည်းမြင်ခဲ့ကြမှာပါ hamstring injury ထင်ပါတယ်ဒီလား hamstring injury ထင်တယ်ဒါပေမဲ့လို့သူ့ရဲ့သွားပုံလာပုံတွေကိုကျွန်တော်ကြည့်ရင်အရန်ကြီးတော့မကြီးမားခဲ့ဘူးထိခိုက်မှုကဒါအဆင်ပြေတယ်ပွဲကစားတာအရန်များလို့သိတယ်မလားသူအနာယူဘူးလို့တဲ့ပုံစံမျိုးလို့ပဲကျွန်တော်ထင်နေပေါ့နော်ဒါပေမဲ့လည်းလို့ဗျာကျွန်တော်တို့ဆိုတာတပတ်မှတပွဲပဲကစားနေရတဲ့အသင်းပြသေးလား ဲ့တော့နှစ်ယောက်သလုံးပါရင်တော့ပူကောင်းတာပေါ့နော်အရင်ကမှပူပြီးတော့ကောင်းတဲ့ option တွေရှိတာပေါ့ဒါပေမဲ့လို့သူပြောတဲ့နှစ်ယောက်မတည်ကြဘူးပါဖို့မတည်ကြဘူးဆိုတာကထင်ပါတယ်ဒါဘရူနိုဘရူနိုဖနက်စ်နဲ့ဂျူဂျီဇီတို့ကျွန်တော်ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်เนาะဆိုတော့အဲဒီအချိန်လေးကိုကြည့်ရင်စိတ်ပျက်စရာပါဆိုတော့မက်ဒီစ်ကွန်ညာပြန်ပါမယ်ပပြီးရင်ဟယ်ရီမကွိုင်းရမပါနိုင်သေးဘူးဘန်ဂျီမပါနိုင်ဘန်ဂျီမီရှက်ကူမပါနိုင်သေးဘူး ဟာနက်စ်ကမတည်ကြဘူးဇစ်ဇီကမတည်ကြဘူးဆိုတဲ့ပုံပဲကျွန်တော်တိုက်စစ်မှာဘယ်သူရှိလဲဒိုင်ယာပြဿနာကနေပြီးတော့အခုမှပြန်ကစားမဲ့မတည်စ်ကွန်ညာရှိမယ်ဘရိုင်ယန်အမ်ပူမိုရှိမယ်ဘေးဆန်ပေါင်းကျွန်တော်ရှိမယ်ကုညာကိုအရေးဆုံးပြီးသူမထည့်ချင်ဘူးဆိုရင်ကျွန်တော်တို့ဘယ်သူရှိမလဲဘေးဆန်ပေါင်းရှိမယ်အမ်ပူမိုရှိမယ်အာမက်ဂျာလိုရှိမယ်လန်နီယူရိုကိုဆက်တုံးပြီးတော့မာဇရာဗီကိုဝင်းဘက်ကိုပို့တာမမိုဆိုလို့ရှိရင်ယူရိုကိုမတုံးမဲနဲ့ကျွန်တော်ဒီ right center back မှာမာဇရာဗီကိုထည့် ဝင်းဘက်စ်မှာဒါလော်နဲ့ဒူဂူကိုတစ်ဖက်တစ်ချက်စီတာဒါပဲကျွန်တော်ရှိတယ်ကျွန်တော်မှရွေးချယ်စရာအများကြီးမရှိဘူးနော်အဲ့တော့စိတ်ပူစရာပါနောက်တစ်ခုကပြီးခဲ့တဲ့ရာသီမှာလည်းကျွန်တော်ဒန်ယာပြက်တနာတွေအများကြီးကျွန်တော်ကြုံရတယ်အများကြီးကျွန်တော်ကြုံရတယ်အခုလက်ရှိတပတ်မှတပွဲပဲကစားနေရတာတော့မှဒီလိုဒန်ယာပြက်တနာတွေဘလက်ဘွားကြုံနေရသေးဆိုတာစိတ်ပြက်စရာကြီးပါစိတ်ပူစရာကြီးပေါ့နော်စိတ်ပူစရာကြီးစဉ်းစားကြည့်ပဲကျွန်တော်တပတ်မှတပွဲပဲကစားရတာဒီလိုဒန်ယာကြုံနေရတယ် ူညာဒဏ်ရာရတာဒီရာဒီမှာနှစ်ခါရှိပြီမကောင်းမကွိုင်းရဒဏ်ရာရတယ်ဘင်မင်ရှက်ကိုဒဏ်ရာရတယ်နော်ကဲစမဲရိုးလားမသိကျွန်တော်ရာသေးတယ်နော်ပြီးရင်လေချာကတော့အကြာကြီးရနေတာခုမှပြန်လာမှာလူချောတို့ပါလို့လည်းကြားထဲမှာကျွန်တော်ခဏရသွားတာကျွန်တော်ရှိသေးတယ်ဆိုတော့မာစတာဝီဒဏ်ရာရတယ်တပတ်မှတပွဲပဲကစားရတဲ့ယာဒီမှာတော့မှဒီလိုအင်ဂျူရီတွေကြုံနေရတယ်ဆိုရင်တော်တော်ကိုစိတ်ပြက်စရာပါ ကျွန်တော်တို့ဘာတွေဘလို့ထွေးနေတယ်လဲတော့မသိဘူးလက်ရှိ Eric Tan ကလက်ထက်တုန်းကလိုမျိုးဒဏ်ရာပြဿနာတွေကျွန်တော်ကမကြုံရဘူးကျူးပန်းနေကြတဲ့အချိန်မှာအခုလိုမျိုးဒဏ်ရာတွေခဏတိုင်းပြင်ပြီးနေရတာကစိတ်ပျက်စရာလို့ကျွန်တော်ထင်တယ်။ဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်ဒီညရှင်မယ်ကစားမဲ့ကျွန်တော်ဒီ WhatsApp နဲ့ပွဲမှာပေါ့နော်။ဘယ်ကစားမှာဒဏ်ရာပြဿနာကြောင့်လွဲမလဲပေါ့။သူကတော့နှစ်ယောက်ကိုနာမည်ဖော်ပြမထားဘူး။ကျွန်တော်ကတော့ JC နဲ့အာ Bruno Fernandes တို့ထင်တယ်။ဒီကလို့ရောဘလို့မင်းညလဲကျွန်တော်တို့အတွက်စိတ်ပူစရာအနေထားတွေဖြစ်နေပြီလို့ကျွန်တော်ထင်ရလား။ပြည့်နေကြပါအောင်အားလုံးကိုချစ်တင်ပါတယ်ဒီမှာလေ။